လောဘကြောင့်ခလေးကိုအတုံးပစ်ချပါတယ်။ရှက်ဖို့ကောင်းတယ်။ဘာဖြစ်လို့ကျမကိုတွေ့ရလဲလိုက်ပြီးတော့ကြစ်လိုက်တယ်နေရလဲဟမ်။မသိပါဘူးဒါတော့ဟိုကိုကိုရဲ့မောင်ရဲလို့မဟုတ်ပါဘူး။ဒါလူပေါ်မှာပဲမူတည်တာပါ။အဓိကကတော့လေ။အဲဘာပဲပြောပြောဒေါ်တင်နေဆိုကြီးလည်းချစ်ခံရတယ်လေ။ဟုတ်တယ်မလား။အဲ့ဒါလည်းမနာလို့မဖြစ်ကြပါနဲ့လို့။ရှင်ကအသက်ကြီးမှရွရနေကြတယ်ဗျာ။ပြောတာပြောတာသိလို့။လင်နာယူတာလည်းပါသေးတယ်နော်။ နေသာယူတာ तू တစ်ခါမှမအိမ်ပေါ်ထီတော်လိုက်လာမုန်းတဲ့သူကတော့မရပါနဲ့သိတယ်ကိုကကိုလည်းသိတယ်ရမ်းမုန်းနေကြတယ်ဆိုတာလေဒါပေမဲ့မတတ်နိုင်ဘူးလေနော်ဟိုအမကတော့ဇက်ကောင်ကိုပြည်ပြောင်းလောက်ရမှာပဲလေအမလှုပ်တဲ့အလုပ်ပေါ်မှာအမသစ္စာရှိရမယ်ပြည်ပြောင်းလောက်ရမယ်အဲအဲ့ဒီအတွက်တော့အမမုန်းမှာကြောက်လို့ရှော့လောက်ရမယ်ဆိုတဲ့ဟာမျိုးတော့မစင်းလည်းမစင်းစားဘူးရှော့လည်းမရုတ်ခဲ့ဘူးပေါ့နော် ိန်တန်းတော်ပွဲတက်ကဒီမှာအာဒီအကမုန်းဝင်မှာပေါ့နော်ဒါဆိုင်အသိပ်ဖွင့်တာအဲ့ဒီဟာလည်းအတူတူအဲတခြားပစ္စည်းလေးတွေလည်းပေါ့နော်တခါလဲစုံစုံလင်းလင်းရှိတယ်ကြည့်လို့ရတယ်အဲနောက်ပြီးတော့ဒီမန္တလေးရောရန်ကုန်ရောဆိုင်ခွဲတွေမှာမိုးရသည့် promotion ရှိတယ်အဲ15ရာခိုင်နှုန်း promotion ချထားတယ်ပေါ့နော် တကယ်မကြည့်ဖြစ်ဘူးနည်းနည်းအဲ့လိုမျိုး trailer လေးတွေတက်လာတဲ့ဟာပေါ့နော်အဲ့လောက်ပဲကြည့်ဖြစ်တယ်အစားဆုံးလည်းမကြည့်ဖြစ်ဘူးတော့အမအဲ့လိုကားရိုက်ပြီးတိတ်ပြန်ကြည့်ရုံထုံးစံတိတ်မရှိဘူးအဲ့မဲ့အဲ့လိုမျိုးပေါ့ဟိုကြားတဲ့ comment တွေအဲ့လိုအဖေကပါဝင်ကျင်ကပြောကြတဲ့ဟာတွေပေါ့နော်အဲ့အဲ့လိုမျိုးတွေအဲ့ဒါတွေကတော့ဆိုးလို့နေအဲ့လိုတော့မဟုတ်ဘူးအမလေးမရိုက်ခင်တော့အကောင်းဆုံးဖြစ်အောင်လုပ်တယ်အဲ ဒိုက်ကွင်းမှာမကြိုက်ဘူးဆိုရင်ပြန်ရိုက်တယ်ပေါ့နော်။ rehearsal ကိုများများလုပ်တယ်။အဲလိုချင်တာစဉ်းစားတယ်။တစ်ခါတည်းအပြည့်ဖြည့်တယ်။ပြန်မရိုက်ပြန်မကြည့်ဘူးဆိုတာအမဒါကြီးကိုကြည့်ပေါ့။နောင်ရမရချင်။တစ်ခါတလေကြိုက်အမတို့မှာ low effort တွေရှိတာပေါ့။ငါဒါကြီးကိုလိုနေသလားဆိုတဲ့ဟာပြန်ကြည့်။အာငါဒီနေရာမှာမလုပ်လိုက်မိဘူး။ဆိုတော့အဲ့လိုမျိုးကြီးဆိုရင်အမစိတ်ပင်ပန်းရတယ်လေစိတ်ညစ်ရတယ်သိရမလား။အော်ငါအဲ့တုန်းကဘာလို့အဲ့လိုမျိုးမလုံလိုက်မိတာလဲဆိုတဲ့အတွေးမျိုးတွေပေါ့နော်။ တော့အမအဲ့ဒါကိုမတွေးတော့ဘူးဒါပေမဲ့နောက်စကားရိုက်ရင်မကောင်းတာအကောင်းဆုံးတော့အကောင်းဆုံးနေပဲလှုပ်ပါအကိုအဲ့ဒီတော့ကလည်းအကောင်းဆုံးနေပဲလှုပ်ထားတာပဲပေါ့နော်နောက်ကားရိုက်ရင်လည်းအကောင်းဆုံးနေပဲအဲကိုကကိုအကောင်းဆုံးလေးလှုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲအော်ငါဒီကားရိုက်တာအကောင်းဆုံးလှုပ်ခဲ့တာပဲဒါပေမဲ့လည်းဒါလွဲချော်မှုပေါ့နော်လူတိုင်းကတော့ perfect မဖြစ်နိုင်ဘူးလေဘယ်အရာမှဆိုတော့အော်ဒီကားမှာတော့ဒီလိုလေးတော့ရှိရပေါ့နော်ဒါပေမဲ့ feedback တွေပြန်ကြားတဲ့အခါမှာလည်းဟိုတိတ်ပြီးတော့ ဘယ်လိုခေါ်မလဲကာရိုက်တာတော့ဆိုးဆိုးဝါးရှိတာလေအဲအရန်ပီပြင်းလို့တော့လူတွေကတအားမုန်းနေကြတယ်ဆိုတော့လေပြန်မချိတယ်ဘာမှတော့မဖြစ်တော့ပါဘူးကိုမုန်းတာယူတော့ကိုကကိုပြန်မချိချင်တော့အပြတ်မချိပြဘူးလောက်တဲ့ချိန်တော့အကောင်းဆုံးလုပ်မယ်ဟုတ်တယ်လောက်တဲ့ချိန်အကောင်းဆုံးတော့တခါတလေအဲ့လိုရုပ်ရှင်ကားကြည့်နေပါလေဆိုလဲအာအမဟိုဖိုက်ရင် pressure တွေပါရောတော့မချိပြတော့ဘူးအဲ့တော့မကေရုပ်ရှင်ကားတော့မချိဘူး ရုပ်ရှင်အမရုပ်ရှင်ကြည့်တယ်တနေ့ကိုနှစ်ကားသုံးကားကြည့်တယ်ဒါပေမဲ့တခြားကားကြည့်ရမှာကြည့်အမကတော့တခြားလူတွေကြည့်လိုက်မယ်ကိုကအမြင်ပဲဆိုတော့ကိုကိုကြည့်တော့ပြန်ပြီးတော့လောင်းရမှာဆိုအေးမဟုတ်မဟုတ်ဘူးလေသူများကြီးကြည့်ကြပါစေသိရမလားသူများကြီးကြည့်ပြီးသူများကြီးပြောတာကိုပဲနားထောင်လိုက်တော့တယ်သိရမလားအဲအဲကိုကိုပြန်ကြည့်ပြီးငါတော်တယ်လို့ပြောလို့မရဘူးလေအဲအဲ့တော့ ပါဝင်ချင်းတံပွင့်နားထောင်လိုက်တယ်အဲ့ကောင်းတယ်ပေါ့နော်တို့တွေကကောင်းတယ်ဆိုတော့အော်အေးအေးငါအဲ့ကားလေးငါကောင်းတာပေါ့နော်ပိတ်သက်တွေတော့လောင်ကြပါသေးတယ်မကေတော့ကိုယ်နဲ့လောင်တော့ကိုယ်ကရိုက်တော့အရန်လောင်နေပြီလေအဲ့တော့တို့ပဲလောင်ပါအဲ့တော့ဟိုရိုက်တာခိုင်းတာပါသိရမလားအော်တကယ်ချင်းတွေကတော့အဲ့ကိုကိုပြောပြပါလားဘယ်လိုပြောပြမှာလဲကိုကိုကားရိုက်တော့ဟို ဇန်ဝင်ခံရပါတော့အဲ့ဒါလေးကအဲဘယ်လိုပြောရမလဲဟိုယောက်ျားနဲ့အဲယောက်ျားကိုချစ်တယ်ယောက်ျားလည်းအလိုလိုက်တယ်ဆိုတာလေးကိုပေါ်အောင်လို့ပေါ့နော်အဲအဲ့အဲ့လိုမျိုးလေးသွားတာလေအဲအဲ့ဒါကိုသူတို့ကဟဲအဲ့လိုကကိုစင်မျိုးကြီးကိုကြည့်ပြီးတော့ခေါ်တာမဟုတ်ဘူးထင်တယ်လို့ပါလို့အေးကိုကိုဟာဟိုရိုးရိုးသားသားကိုကိုမဟုတ်ဘူးလို့ပါတော့ဒုက္ခပဲဟာစင်မျိုးကြီးမကြည့်ပဲတဲ့ဖဲသူကြည့်ပြီးခေါ်အဲ့လိုမျိုးတွေရော ဟိုအေးမသိပါဘူးဘလို့အဲ့တော့ဘလို့ခေါ်လိုက်မှလည်းမသိပါဘူးမဟုတ်ပါဘူးမစားပါနဲ့ဒီကနေ့ကြွလာမှန်နေပြီလားမဟုတ်ပါဘူးအဲ့ဒါရဲဝင်သွားတယ်အေးမဟုတ်မဟုတ်အဲ့လို driver ကပြောရတယ်အေးအဲ့လို ယောက်ျားကိုချွဲတဲ့အတန်လေးပေါ့နော်ဖြစ်ရမယ်ပေါ့အဲဆိုတော့သူလိုချင်တဲ့ဟာလေးကိုပြောမအဟိုမရိုက်ခင်အမအစမ်းခေါ်ကြည့်တာပေါ့နော်ကိုကကိုတယောက်တည်းသူ့ကိုဘယ်လိုခေါ်ရမလဲပေါ့ဘယ်ဟာလေးဒီအချို့ဆုံးဖြစ်မလဲအဲဘယ်ဟာလေးကချစ်စရာကောင်းဆုံးဖြစ်မလဲအဲ့ဒီတည်းကမှကိုလေတံကိုကိုပြန်ပြန်နားထောင်ပြီးတော့ဩငါဒီဖလိုးလေးကတော့အဆင်ပြေနိုင်တယ်ဆိုတော့အဲကိုမကိုပဲအဲ့လိုကျင့်တာပါဘသူမျက်နှာမှမပါဘူးအဲရမ်းချစ်တတ်တဲ့မိန်းမတယောက်လို့တော့တည်တယ် ခေါ်ပါဘူးသူကမှမခေါ်ဘူးကိုကိုလည်းမရှိဘူးမောင်လည်းမရှိဘူးကျွန်တော်ကဝမ်းစာတွေရှိမှာကျွန်တော်ကဝမ်းစာတွေပေါ့ကျွန်တော်ခံခဲ့ရတဲ့ဟာတွေမှတ်တာမသိပါဘူးဒါတော့ဟိုကိုကိုရဲ့မောင်ရဲ့လို့မဟုတ်ပါဘူးဒါလူပေါ်မှာပဲမူတည်တာပါအဓိကကတော့လေအဲ ဘာပဲပြောပြောဒေါ်တင်နေစိုးကြီးလည်းချစ်ခံရတယ်လေဟုတ်တယ်မလားအဲ့ဒါလည်းမနာလို့မဖြစ်ကြပါနဲ့လို့ရှင်ကအသက်ကြီးမှရွရနေကြတယ်ဗျာပြောတာပြောတာသူတော့ရှင်တို့ကိုကိုနဲ့လင်နာယူနေတယ်အေးကလင်နာယူတာလည်းပါသေးတယ်နော်လင်နာယူတာ तू တစ်ခါမှအိမ်ပေါ်ထီအောင်လိုက်လာအဲအားလုံးကတော့ဘယ်လိုပြောပြမလဲသူ့နေရာနဲ့သူယူတိုင်းသင်ကန်းစာတွေဖြစ်တာပေါ့နော် အမေတယောက်အနေနဲ့ကြတော့လေဒီကလေးလေးကအဲသားအကြီးဆုံးလေးကပညာတတ် အားကိုးရတယ်အဲသားအကြီးဆုံးလေးလေလိုမျိုးအငယ်ကောင်ကိုဖြစ်စေချင်တယ်သူတို့ခိုးပြည့်တဲ့အချိန်က16နှစ်ကျော်ကျော်လောက်ပေါ့နော်ဆယ်တန်းကြောင်းတက်နေတဲ့အချိန်မှာအဲ့လိုဖြစ်သွားတော့မအေးအတွက်ယူကျုံမရဖြစ်တာပေါ့လေသူမျောလင့်ထားတဲ့အရာတွေဖြစ်မလာဘူးဆိုတဲ့ဟာမှာဒီသားလေးကိုနှမျောတာပေါ့နော်နှမျောတဲ့စိတ်ခနဲ့ဟိုဘက်ကအဲချွေးမဖြစ်လာမယ့်တယောက်ကိုမချေနှက်တာပေါ့နော် အမှန်တော့ချွေးမလုပ်တဲ့သူကလည်းအော်ဒီယောက်ျားရနေပြီအာအကယ်လို့သူ့စိတ်ထဲမှာလည်းဒီယောက်ျားအိမ်ပေါ်တော့တက်နေနေပြီတဲအောင်နေလိုက်မယ်ဆိုတဲ့စိတ်နောက်ခမကလည်းအော်ဟိုဘာပဲပြောဖြစ်ပြီးသွားပြီအာပေးစားရတာတော့ပေးစားရတော့မှာပဲအာသမီးလေးလို့ပဲသဘောထားလိုက်နောက်ဆုံးမချိန်နိုင်ရင်တော့မှသူ့သားကိုပဲသူပြောသူချွေးမကိုမပြောနဲ့ပေါ့နော်အဲအဲ့လိုမျိုးဆိုရင်စကားပြေလေသွားမှာလေအခုဟာကသူကဟို စတရအမုံ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 နဲ့လာတာဟာတယောက်မျက်နှာတယောက်မကြည့်ချင်ဘူးပြီးရောက်ဟိုချွေးမလောက်တဲ့ဆိုလဲဆက်ဆက်တိမကန်ကွာအဲ့ဒါကို तू ကမကြိုက်တာသူ့ထဲမှာပါတယ်တန်လို့ထဲမှာငါဟိုသက်သက်ချင်းသူတို့တွေ့တော့ပြောတာလေငါ့ကိုရင်တွင်းနဲ့ပတ်တာကိုငါပူလို့ပြောနေတာမဟုတ်ဘူးပေါ့နော်တခေါမကြံပြန်ပြောနေလို့ तू ကဒေါသထွက်တာအဲ तू မအရွယ်ရေးအဲပေါ့ဟိုခက်ခက်မာကနဲ့ဒေါ်တင်နေဆိုနဲ့စတွေ့တော့ အဲ့မှာခက်ခက်မှာတခုံးမတန်ပြန်ပြောတော့သူကအဲ့ဒါကိုကွာသူ့သားတွေကွာသူ့စကားပြီးတယ်အဲတဲ့မလားသူ့သားတွေကဒါဆိုဒါပဲမလုံးနဲ့ဆိုမလုံးနဲ့အဲ့အဲ့လိုမျိုးသူ့မိသားစုမှာနေခဲ့ရတာဆိုတော့အပြင်မှာကဒီကောင်မလေးတယောက်ကသူ့ကိုတခုံးမတန်ပြန်ပြောနေတော့အရန်စိတ်ဆိုးတာပေါ့နော်မိမချင်းမိမချင်းကြတော့လေနှုတ်သီးကောင်းကြတယ်လေအကုန်လုံးကသူပြောရင်ငါပြောမယ်ဆိုတဲ့ဟာမျိုးတွေဆိုတော့အဲအဲ့ဒီမှာစတွေ့တွေကမချိမငန်ဖြစ်လာတဲ့ဟာကတရားမှမလျှော့ကြတဲ့ပူဆိုးတယ် ။အဲဘယ်ပြောတက်ဦးဦးဘက်ကရှော့လိုက်ရင်တော့ပြဿနာငြိမ့်ချမ်းသွားမှာပေါ့။ဒါပေမဲ့ရှော့လိုက်ရင်လည်းဒီဇယ်လန်ကဖြစ်လာမှာမဟုတ်ဘူးလေ။မုန်းတဲ့သူကတော့များပါတယ်။သိတယ်။ကိုယ့်ကိုယ်လည်းသိတယ်။ရမ်းမုန်းနေကြတယ်ဆိုတာလေ။ဒါပေမဲ့မတက်နိုင်ဘူးလေနော်။ဟိုအမကတော့ဇက်ကောင်ကိုပြည်ပြောင်းလုပ်ရမှာပဲလေ။အာရှော့လိုက်ရင်အမပဲခံရမှာ။ဇကားထွက်လာတဲ့ခါကျရင်အဒီနေရဒေါတင်ဆူနေရမပီပီမူးဆိုရဟာမျိုးအမဖြစ်လာမှာဆိုတော့အဲ့လိုတော့အမအဖြစ်မခံနိုင်ဘူးလေ ုံးချင်လဲမုံးဟိုဒါပေမဲ့အမကဒီအလုတ် လုတ်နေတာအမလုတ်တဲ့အလုတ်ပေါ်မှာအမသစ္စာရှိရမယ်ပြပြောင်လုပ်ရမယ်အဲအဲ့ဒီအတွက်တော့အမမုံးမှာကြောက်လို့ short လုပ်ရမယ်ဆိုတဲ့ဟာမျိုးတော့မစင်းလဲမစင်းစားဘူး short လဲမလုတ်ခဲ့ဘူးပေါ့နော်အဲဒီစကားလေးနဲ့ပတ်သက်ပြီးတော့အမပြောချင်တာကယူထရင်အားလုံးကသင်ခန်းစာရပါတယ်အဲဟိုမတ်နွယ်နေရာမှာလဲမတ်နွယ်အလျောက်ပေါ့နော်ဒီလိုပဲလူတွေကဖြစ်တတ်တယ်ဆိုတဲ့သဘာသဘောသဘာဝလေးတွေကိုရိုက်ပြထားတာပေါ့နော်အဲတချို့တွေကဒီကားကြီးကအရန် အဲ overdim ဖြစ်နေတယ်လို့လည်းတချို့ကပြောကြတယ်အဲဒါပေမဲ့ဟိုတယောက်ချင်းစီရဲ့ character ကိုကြည့်လိုက်ရင်ယူတိုင်းသင်ငန်းစာပေါ့အမတ်နွေကလည်းအဲဒီခက်ခက်မှောင်နိုင်လိုစောနဲ့သူ့သားကိုသာမွေးခဲ့ပြီမြေတကယ်တကယ်သူ့ပုံဝင်ရှိတဲ့ကောင်မှာကိုယ်သားမှာကိုယ်သမီးကိုယ်သားမှာကိုယ်သားကိုယ်သမီးမှာကိုယ်သမီးဆိုတဲ့ဟာမျိုးတွေကလည်းအပြင်တော့ကမှတကုံကြီးရှိတယ်လေအဲဒါမျိုးလေးပေါ့အဲတချို့လဲမွေးစားထားမိမယ်လဲကိုသားသမီးမွေးလာတဲ့အခါမှာမွေးစားသားမွေးစားထားတာကိုကိုသားသမီးကသားအပြေးထင်းကြီးချစ်ကြတယ်ပေါ့နော်အဲ့တော့ တော့အရာအားလုံးကလူပေါ်မှာပဲမူတည်တယ်လို့ပြောတာဒေါတင်တင်ဆိုရဲ့စိတ်သူလည်းနည်းနည်း short ခက်ခက်မှလည်းနည်းနည်း short အဲ့ကြရင်ဘာဖြစ်လာမလဲတီဟာဦးကပို့ပျော်ရမယ်ဘူးကတီဟာဦးလေးကတော့တော်တော်တနာမှုကောင်းတယ်ပေါ့ဂျားညက်နေတယ်မှာပေါ့နော်ဒါပေမဲ့တီဟာဦးလေးကိုလည်းအားလုံးက bravo ပါကျေးဇူးတင်ပါတယ်